ရုပ်ရှင်စာမနိုရာတိုင်မန်နဲ့သူ့ဖေတော်ဘီယပ်စ်တိုင်မန်ကချိုးတောင်တန်းတွေပေါ်အပြော်တန်းတက်နေကြတယ် ဖေလို့သူကတော့တောင်တန်းတွေနဲ့ကျင်လည်ပြီးသားနိုရာကတော့တောင်တက်သမားလက်တက်လေးမှုမနှဲမိအောင်လိုက်တက်နေရပါတယ်တောင်ထက်ရောက်တော့တစ်ဖက်ကဘလူးတောင်ထက်အလှကိုကြည့်ပြီးနိုရာတိတ်သဘောကျပြီမြဲသူ့ဖေကထရိုးတောင်ကြီးတွေရဲ့မင်္ဂလာဆောင်ပွဲအကြောင်းပုံမြင်ကိုအကြောင်းထက်အောင်စပြောတော့နိုရာတားမရပုံမြင်လိုရချိုးစသုံးကောင်ဟာရမူပြီးအချိန်ကာလကိုမေ့သွားကြတယ်မိုးလင်းလို့နေအောင်ကြီးကြောက်လာတော့အားလုံးကြောက်တုံးနေဖြစ်ပြောင်းလဲသွားကြတယ် နူရာကဒါကိုပုံမြင်သက်သက်လို့ထင်ခဲ့ပေမဲ့သူ့ဖေကနှလုံးသားနဲ့ကြည်ရင်တေချာပေါက်မြင်ရပါလိမ့်မယ်လို့ပြောပြတယ်။ဒါနဲ့နူရာလည်းအချိန်ယူပြီးနှလုံးသားနဲ့ကြိုးစားကြည့်တော့တောင်ကိုတက်ရှိကြောက်ဘူးလူတွေအိပ်ပျော်နေတယ်လို့ခံစားရလို့သူသိအံ့ဩသွားပါတယ်။ နှစ်ပေါင်း20ကြာပြီးတဲ့နောက်မှာတော့အတ္တလန္တိတ်သမုတ်တရားကံယိုတန်အနောက်မြောက်နော်ဝေဘက်မှာဒေါက်တာဆက်ကောက်ဦးဆောင်တဲ့ကြောက်ပြုတ်ချင်းဒူဖော်လေးလာရေးစိုက်တစ်ခုမှာအလုံများနေကြတော့အထက်ကဒီနေရာက6လကြာအောင်ဒူဖော်တာဘာမှမတွေ့လို့ project ကိုပိတ်ချမယ်လို့လှမ်းပြီးဖုံးဆက်တာကိုစိတ်မချမ်းမသာနားထောင်နေကြရတယ်အဲ့ဒီမှာနေလာရဲရှိနေပြီးအခုဆိုရင်သူဟာကြောက်ဖြစ်ရုံချင်းပညာရှင်လောင်ဖြစ်နေပါပြီ အလုတ်ကိုလက်မလျှော့တတ်တဲ့နူရာတခြားသူတွေမတူးတဲ့နေရာတစ်ခုကိုသူတယောက်တည်းသွားတူးကြည့်ရင်ကဒိုင်နိုဆောဥကောင်းခွန်ကြီးတစ်ခုကိုတွေ့လိုက်ရလို့တစ်ပွဲလုံးတိတ်ကိုပျော်ရှင်သွားကြပါလေဒီတော့တွင်မှာနူရာတောင်နှင်းတွေမှာအစိုးရကတောင်တွေကိုထွန်းပြီးမြစ်ထားလန်ဖောက်ဖို့လုပ်နေတယ်အနာကတက်ကြွလှုပ်ရှားသူတွေကတောင်တွေကိုအသက်ရှင်ခွင့်ပေးဆိုတဲ့ကြွေးကြော်တဲ့အတူလာပြီးကန့်ကွက်ဟစ်ကြွေးနေကြပါလေ အဲ့ဒီကလုံသမားတချို့ကတော့သူတို့ရဲ့တာဝန်တိုင်းဥမင်လောက်ကောင်းတဲ့ကိုဝင်သွားချိန်မှာအထဲကနေလေးတွက်တွက်အတန်ကြီးသူတို့ကြားလိုက်ရတယ်ဒီအတန်ကြောင့်အားလုံးကြောက်လန့်သွားချိန်တစုံတစ်ခုကသူတို့စီကိုတွန်းထိုးရွှေရှားလာတော့အားလုံးကြောက်လန့်အသက်လူထွက်ပြေးကြပြီနဲ့မြေပြိုသလိုမကောင်းဆိုးဝလိုက်ခံရသလိုဖြစ်ပြီးကြောက်သားတွေကြားပိတ်မိတေဆုံးသွားကြပါတယ် ဲဒီနောက်အော်စလိုမြို့မှာရှိတဲ့နော်ဝေးစစ်ဘက်ဆိုင်ရာစစ်စင်ရေးဌာနချုပ်ရဲ့တိုင်းတာချက်တွေမှာဒိုဗာတခွေလုံးပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုတွေသတင်းတွေရောက်လာတယ်ဌာနချုပ်ကချက်ချင်းပဲလေရင်တစ်စီးကိုအဲ့ဒီကိုဆေးလွတ်ဖို့အမိန်ပေးလိုက်ပါတယ်ဒီသတင်းကိုဝန်ကြီးချုပ်စီကပါသတင်းပို့ခဲ့ပြီးဗိုလ်ချုပ်ကိုယ်တိုင်လာရောက်ချိန်မှာလေရင်ကနေရိုက်ယူထားတဲ့မှတ်တမ်းဗီဒီယိုကိုတိုက်ရိုက်ကြည့်ရှုမိလိုက်တယ် တစ်ဖက်မှာဝင်ကြီးချုပ်ကလည်းတွိုင်းလိုက်ကောင်းကင်ဓပုတ်တွေကိုကြည့်ပြီးခြေရာကြီးနဲ့တော့တူတယ်နော်လို့သူ့ကြံပေးဒန်နီယပ်စ်ကိုရဲကြဲကြဲပြောမိသေးတယ်ဒန်နီယပ်စ်ကတော့ဘာမှမှတ်ချက်မပေးနိုင်ဒီတော့ဒီလိုကိစ္စတွေကိုနားလည်တဲ့သူတယောက်ကိုခေါ်ပါလို့ညွှန်ကြားလိုက်ပါတယ်တဖက်မှာတော့노라ကသူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေအဖွဲနဲ့တူအောင်ပွဲခံလီတုံးစစ်တပ်သုံးရဲရင်တစီသူတို့စီကိုရောက်လာတယ်။စစ်သားတယောက်ကနိုင်ငံတော်လုံခြုံရေးကိစ္စလို့ပြောပြီးသူ့ကိုအော်စလိုချက်ချင်းလိုက်ခဲ့ဖို့အမိန်ပေးပါတယ်။ နူရာစစ်ဌာနချုပ်ကိုရောက်တော့ဒန်နီယပ်စ်ကလာကြူပြီးမဲကြောက်ဖြစ်ရုပ်ချင်းပညာရှင်နဲ့နိုင်ငံတော်လုံခြုံရေးဘလို့ပတ်သက်တယ်လဲဆိုလို့မေးတာကိုတော့သူကရှင်းရှင်းလင်းလင်းမပြောထိုက်တန်းလူဝက်ချက်ဆိုပြီးအထဲကိုတန်းခေါ်သွားတယ်အထဲမှာ Star Trek ထဲကလူတိဝက်နီးပညာခန်းကြီးဖြစ်နေတယ်ငွေချင်းနဲ့အချိန်အများကြီးသုံးထားတဲ့သူ့ရဲ့လက်ရှိလောက်ကနေဆွဲခေါ်လာတော့နူရာကမကြင်နဲ့ဘိုက်တွေကလည်းတိတ်ပြီးစာနေပြီဒါပေမဲ့ရောက်သွားတဲ့စီဝေခန်းထဲမှာနိုင်ငံကအကောင်ကြီးတွေသူ့ကိုဝိုင်းပြီးစောင့်နေတာတွေ့လို့အာအာတင့်သွားတယ် ကကွေးဦးစီးချုပ်ကဒူဘာမှာဖြစ်ခဲ့တာဟာဘာမှမသိပေမဲ့အကျန်းဖတ်မှုမဟုတ်တာတော့သိကြတယ်။တဘာဝရဲ့ဒေါသမြက်ဖြစ်နိုင်တယ်လို့ပြောနေတယ်။သူကတောင်တွေပေါ်မှာဖြစ်ပေါ်နေတဲ့ဂျိုင်းခွက်ကြီးတွေမှတ်တမ်းကိုပြသလိုက်တော့တခြားကြွန့်ကျင်သူတွေကရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်နိုင်တယ်လို့ပြောကြတယ်။နူရာကတော့ပုံတွေကိုကြည့်ပြီးခြေရာတွင်နဲ့တူတယ်လို့ပြောလိုက်တော့အားလုံးကသူ့ကိုဝိုင်းပြီးစနောက်နေကြသေးတယ် အဲ့ဒီအချိန်မှာဟက်ကာပညာရှင် secret ရောက်လာပြီးဆန္ဒပြသူတူရဲ့ဖုန်းထဲကဗီဒီယိုမှတ်တမ်းကိုသူရှာတွေ့ထားတယ်လို့လာပြတယ်။ဗီဒီယိုထဲမှာကြောက်စရာကောင်းတဲ့အတန်ကြီးကိုကြားရပြီးတဲ့နောက်ဥမင်လန်ကောင်ပွတ်ထွက်သွားတာကိုသူတို့အလုံးတန်တော်မြင်လိုက်ရတယ်။နော်ရာကဗီဒီယိုကိုပြန်ဖွင့်ခိုင်းပြီးအတန်ကိုနားထောင်ကြည့်တယ်။ တလိษံတကောင်ရဲ့အတန်ဖြစ်နိုင်တယ်လို့ခံမှန်းလိုက်တယ်။ပြီးတော့သူ့စိတ်ထဲမတင်ကားတဲ့နေရာကိုနောက်ပြန်ကြည့်ပြီးပတ်စနိပ်လိုက်တော့မြေဆိုင်ကနေပကွဲမှုကြီးလို့ထင်ရတဲ့ရှားကတကယ်တမ်းတော့တရဝါကြီးတကောင်ဖြစ်နေတာကိုတွေ့ရလို့အာလုံးမှင်သက်သွားကြပါတယ်။ဒီတော့တွင်မှာလက်ချာကကကြီးလင်မြန်းနှင်းဟောသူတို့ရဲ့ခွေးလေးဆူလူကနေကင်းကြောင်တောင်လူစိမ့်မြင်သလိုဟောင်းနေတာကိုသတိထားမိလိုက်တယ်။အဲ့ဒီနောက်ဇနီးတဲ့အော်ဒရင်ကတရဝါတကောင်ရဲ့တံမျိုးကိုကြားလိုက်ရပြီးသူတို့ရဲ့ကော်ဖီကွက်တွေတစ်ချက်ချင်းတုံခါလာတယ်။ ။အေယောင်မတတော်ကြီးတကောင်ရဲ့ခြေဆောင်နှင်းတံကသူတို့အိမ်ဘက်ကိုဥတီလာနေပြီဆိုတာကိုရိပ်မိတာနဲ့မြေအောင်ခန်းနဲ့ကိုအမြန်ဝင် ပုန်းလိုက်ကြတယ်။မကြပါဘူး။ရောက်လာတဲ့သတော်ကြီးရဲ့ကိုကတိတ်ကိုကြီးမလွန်းလို့သူတို့အိမ်ပေါ်ကနေဖြတ်သွားချိန်မှာအလေးရောင်တွေခလပ်ပြောက်သွားတဲ့အထိပါပဲသူတို့ပြန်ထွက်လာတဲ့ခါမှာတော့အိမ်တဝက်ကျော်လောက်ကတခုခုနင်းချေခံလိုက်ရသလိုလုံးဝပျက်စီးသွားတာကိုရင်တထိတ်ထိတ်တွေ့လိုက်ရပါတယ်ဌာနချုပ်မှာတော့ဒီသတော်ကြီးအကြောင်းကိုအပြင်းထန်ညှင်းခုန်နေကြတယ် ဒိုင်နိုဆောလာကင်းကောင်လာနိုရာကတော့ကမ္ဘာကြီးဆုံးပရိုင်မိတ်တွေရဲ့ခြေရာတော်မှ၁၀ပေကနေပေ၃၀အထိပဲရှိတယ်။အခုခြေရာကြီးကပေ၁၅၀ရှိနေတာဆိုတော့ Andreas ကတဘာဝလွန်ပေါ်လို့ပြောမိလို့ရရှိရအောင်သူ့ကိုဝိုင်းကြည့်ကြတယ်။ဟော်ဟော်ထိုင်ထိုင်ပြောဆိုလုပ်ကင်တတ်တဲ့နိုရာက theory တွေထိုင်စင်းစကားဖွင့်နေမဲ့အစားချက်ချင်းအရှင်ယူရမှာမဟုတ်ဘူးလားလို့မေးချလိုက်တော့စိတ်လျှော့ပါမင်းကလေးလို့ဒီဒီပေးတာခံရတယ်။ သူကတော့မလျှော်မိန်းကလေးမဟုတ်ပညာရှင်လို့ပြောလိုက်တယ်အစည်းအဝေးကနေကထွက်လာပြီးချိန်မှာအန်ဒရီးယပ်ကဝင်ကြီးချုပ်ကနိုရော့ကိုဒီကိစ္စအတွက်သိပ္ပံကြံပေးပညာရှင်ဖြစ်နေခန့်အပ်လိုက်ပြီလို့ပြောပြီးသူကိုယ်တိုင်နိုရော့ရဲ့ကိစ္စတွေကိုကြည့်ရှုဖို့တာဝန်ပေးခံရတယ်လို့ဆိုပါတယ်သူတို့ဟာလက်ကြဘက်ကတကြည်လင်များအိမ်ဘက်ကိုထွက်လာကြတော့ရဲရင်ပေါ်မှာနိုရော့ကတဘာဝပတ်ဝန်းကျင်ကိုချစ်တဲ့သူ့ဖခင်ကပုံပြင်တွေအများကြီးပြောထားလို့သူအခုလိုပညာရှင်ဖြစ်လာတာထင်တယ်လို့ခက်ရှော့ရှော့ပြောမိသွားတယ် သူ့မိကတော့သူ့သက်စနစ်မှာဆုံးသွားခဲ့တယ်။သူ့ဖေကတော့စိတ်ကူးစိတ်တမ်းတိတ်ကောင်းပေမဲ့လက်တွေ့ဘဝနဲ့တဖြည်းဖြည်းကင်းကွာသွားတယ်လို့ရှင်းပြတယ်။သူတို့ရောက်တော့အဲ့ဒီမှာအထူးစုံစမ်းစစ်ဆေးတပ်ဖွဲ့ကကပ္ပတိန်ခရစ်ကိုတွေ့လိုက်ရပါတယ်။အချင်းချင်းနှုတ်ဆက်ပြီးတဲ့နောက်ခရစ်ကအကောင်ကြီးကအဲ့ဒီဘက်ကနေလာပြီးဒီကနေဖြတ်သွားဂျက်ဝဲနဲ့စဉ်ချသွားတာကိုကီလိုမီတာနဲ့ငယ်ထိခြေရာတွေတွေ့ခဲ့ရပြီးမဲ့တောင်တွေထဲရောက်တော့ခြေရာပြောက်သွားတယ်လို့ဆိုပါတယ်။ အဖိုးနဲ့ဖွားတို့ကနိုးရကိုမိတ်ဆက်ပြီးတော့သူတို့ကဘာမှတက်တက်ကွက်ကွက်မမြင်လိုက်ရပြီမဲ့တောင်ကြီးတစ်လုံးလမ်းလျှောက်သွားသလိုဖြစ်နေတယ်လို့ပြောပြတယ်။အဲ့ဒီကနေပြန်ထွက်လာတော့မယ့်အချိန်အမျိုးသမီးကသူဟာထူးဆန်းပြီးဝမ်းနဲ့စရာတင်းညူတန်ဆန်နဲ့ဦးတန်တစ်ခုကိုကြားလိုက်ရတယ်လို့သူတို့ကပြောပြပါတယ်။သူတို့တွေအဲ့ဒီနေရာကိုစတင်စုံစမ်းလိုက်တော့နိုးရကအနန္တမြို့ကိုရပြီမဲ့ Andreas ကတော့မရ အဲ့ဒီမှာကြီးမားတဲ့ခြေကြီးတစ်ခုကိုတွေ့ရှိလို့노라ကစစ်ဆေးကြည့်လိုက်ပြီးမြေကြီးနဲ့ကြောက်တော့စနတ်တွေကတွေ့လိုက်ရတယ်။ကြီးတော့ခြေအတိုင်းလိုက်ကြည့်ဖို့သူတို့ဆက်ပြီးခီးထွက်ခဲ့ကြတယ်။노라ကဒီလောက်ကြီးတဲ့အရာတစ်ခုကဒီလိုပျောက်ဆုံးသွားတာမဖြစ်နိုင်ဘူးလို့ပြောပြီး Tobias ရှိဟာဥဆောင်ခေါ်သွားပါတယ်။တွေ့တွေ့ချင်းတော့သူ့ဖေ Tobias ကလူစိမ့်တွေထင်လို့တနက်မောင်းတင်နေသေးလို့노라ကအမြန်တားလိုက်ရသေးတယ်။ နောက်တော့မှ Topias ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနွားစီဟာတောင်တွေထဲမှာတခုခုရှာဖွေ တွေ့ရှိခဲ့တယ်လို့ပြောပြတယ်။ဒါပေမဲ့ရရှိထားတဲ့ထောက်ထားတွေအလုံးကိုဖျက်ဆီးခံလိုက်ရတာကြောင့်တက်သေးပြဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်။နိုရာကသူတို့ရရှိထားတဲ့ဗီဒီယိုရုပ်ပုံကိုပြသပြီးခြေရာကောက်လိုက်လံထောင်လန်းဖို့ကြိုးစားခဲ့ပြီးမှရုပ်တရက်ပြက်ကွယ်သွားတာစမ်းနေတယ်။သူ့ဖေလောက်ဒီတောင်တွေအကြောင်းဘသူမှပုံမသိလို့ပဲလာတာလို့ရှင်းပြပါတယ်။ တော့ BS ကထိုးတဲ့အကြောင်းစပြောတဲ့ချိန်နိုရာကတသက်မရှိလို့ဆိုပြီးသူ့စကားကိုတော့ပယ်ချတယ်။အဲ့ဒီအခါအဖခင်က "तू အမှန်တရားအလုံးကိုသိတယ်။ तू ဖော်ထုတ်ဖို့နီးစပ်နေတော့အကျဉ်းချလှုပ်ထုပ်ပြစ်ခံလိုက်ရတာ"လို့ပြောပါတယ်။အစိုးရကအမှန်တရားကိုဖုံးကွယ်ဖို့အတွက်ထိုးအကြောင်းတွေမဟုတ်မမှန်ပုံပြင်တွေဖြန့်ချိခဲ့ကြတယ်။ဒီရိုးရာပုံပြင်တွေမှာထိုးတွေဟာမိုင်မဲကြောက်စရာကောင်းစိုးသွမ်းတဲ့ပုံစံမျိုးပြသခဲ့ပြီး ူသားတွေကိုတော့ဉာဏ်ရည်သားလုံးသူတွေဖြစ်ပုံဖော်တကယ်တယ်လို့ဆိုပါလေအဲ့ဒီနောက်သူတို့ဟာခြေရာတွေပျောက်သွားတဲ့နေရာကိုရောက်လာပြီး Topias ကိုယ်တိုင်စုံစမ်းစစ်ဆေးမှုကိုစတင်တယ်ကပတိန်ခရစ်က Topias ကိုထူးဆန်းတယ်လို့ထင်တဲ့အခါနူရာကသူ့ဖေဟာရိုးရာပုံပြင်ကျွမ်းကျင်သူဖြစ်ပြီးဒန်နာအီလာတရဝါတွေကိုတိတ်ယုံကြည်လို့အလုပ်ပြုတ်ခဲ့ရဘူးတယ်လို့ကြိတ်ပြောပြရတယ်တစ်ချက်မှာတော့ Topias ကမြေပုံနဲ့သူတို့အခုရောက်ရှိနေတဲ့နေရာကွဲလဲချက်တွေရှိနေတယ်လို့ပြောတယ် ဒါကြောင့်သူသူမီးကိုမြေပြင်ခြေနေနဲ့မြေပုံတိုက်ဆိုင်စစ်ဆေးခိုင်းတယ်။နော်ရာအစောပိုင်းကရခဲ့တဲ့အနံပြင်းတစ်ခုကိုထပ်မံရလိုက်ပြီးယာသီရုကလည်းဆိုးရွားလာတယ်။ပြီးတော့နော်ရာဆက်ပြီးသတိထားလိုက်မိတာကသူတို့နောက်ကျောတက်တဲ့ကကြောက်ဆိုင်ကြီးကနေမျိုးလုံးကြီးတစ်လုံးပွင့်လာတော့တာပါပဲ။သူတို့အသက်မရှူရဲအောင်ဖြစ်နေတော့မှထရိုးကောင်တောင်ဘလူးကြီးကုန်းထလာပါတော့တယ်။သူတို့အားလုံးထိတ်လန့်သွားပြီးတောင်ဘလူးကြီးသူတို့ကိုမတိုက်ခိုက်ခင်မှာပဲအားလုံးရဲဟင်နဲ့လွတ်မြောက်ထွက်ပြေးသွားကြပါလေ။ သူတို့ကအဲ့ဒီမြင်ကွင်းကိုဌာနချုပ်ကိုထိုက်ရိုက်ဗီဒီယိုပြသလိုက်တဲ့အခါဌာနချုပ်ကလူတွေပါတော်တော်လေးကိုတုံ့လှုပ်သွားကြတယ်သူတို့ Renaissance ကိုပြောင်းလဲသွားတော့သွားတော့ပြီး Tobias ကအစိုးရကိုဒါဟာ true ဖြစ်တယ်တာမလူဖြစ်တယ်လို့ပြောပြတယ်ဒါပေမဲ့ Nora ကတော့လက်ရှိပညာရှင်ပြပြီးမသေးချာသေးပဲကောက်ချက်မချလိလာဖို့အချိန်နှင်းငယ်လိုအပ်သေးတယ်လို့ပြောပါတယ် အစိုးရဘက်ကဘာလဲပုံမြင်တဲ့ကဘလူးတွေကိုဖိတ်ခေါ်ချစ်ကြည်ပြိုင်ပွဲလုံးမလို့လားလို့စကနာထိုးတော့သူတွေကြောင့်တတိချာတိနေတဲ့ Topias ကတောင်တွေကိုဥမင်လိုင်ကောင်းဖောက်တာသဘောဝတရားကြီးကိုစော်ကားတာပဲငါကတောင်ဘလူးကိုလေ့လာနေတာည20ရှိပြီလို့ပြန်ပတ်တယ်ခုဘက်ကလည်းမရှင်ကြီးခေါ်တော့မယ်ဆိုပြီး Topias ကိုမောင်းထုတ်ခိုင်းလိုက်တော့တားအဖတွေကြားမှာပို့ပြီးစိတ်ဝမ်းကွဲเสียဖြစ်သွားရပါတယ်စကားများကြတယ် နောက်ဆုံးတော့နူရာကတိတ်ကိုဝမ်းနေပြီးသူ့ရဲ့မူလအလုပ်ဖြစ်တဲ့နေရက်ကိုပဲပြန်သွားတော့မယ်လို့ပြောပါတယ်။ဒါပေမဲ့ Tobias ကဒီတရဝါဟာသူ့ဘာသူရောက်လာတာမဟုတ်ဘူး။လက်နက်တွေနဲ့ချင်းချောက်လို့ရချင်ရမယ်။တဘာဝတရားကတော့သူ့တို့ဘောလက်စားချေလိုက်မယ်။ဒီလိုမျိုးလက်မလျှော့သင့်ဘူး။စွန်စားကတစ်ခုက အခုမှစတာလို့နူရာကပြောလိုက်ပါတယ်။နူရာချစ်ချင်းမဲ့ခရစ်စီကိုသွားပြီးဒီမရှင်မှာသူ့တို့ကိုခေါ်သွားဖို့တောင်းဆိုခရစ်ကသဘောတူပြီးလိုက်ချင်တယ်ဆိုရင်သူ့ရဲ့မိတ္တိုင်းလိုက်နိုင်ရမယ်လို့ပြောလိုက်ပါတယ်။ ခဏကြာမှစစ်တပ်ကတောင်မလူကြီးပုံနေတဲ့နေရာခလန်းလန်းကနေခင်မီလက်နက်တွေပြည့်စုံတဲ့အသင့်နေရာယူလိုက်ကြတယ်။ဒီချိန်တော့တွင်မှာနိုရာနဲ့သူ့ဖေတို့ဟာငငယ်ကနှလုံးသားနဲ့ကြည်တဲ့နီးနဲ့တောင်မလူကြီးကိုကြီးကပ်ဖို့ပြောကြရင်တားဖားတွေပြန်ပြီးနှွေးထွေးလာတဲ့အချိန်သတ္တဝါရဲ့ဦးသံလိုသူတို့တွေအားလုံးကြားလိုက်ရတော့တယ်။ night vision နဲ့ကြီးလိုက်တဲ့အခါတောင်မလူကြီးတကွင်းရှီယာကိုတလန်းချင်းလှမ်းလာလိမ့်မယ်။စစ်ဌာနချုပ်ကဓာတ်ဓာတ်ရိုက်ကြည့်နေကြတယ်။ထရိုးကရုတ်တရက်ရက်သွားတယ် ထော်ဘီယပ်စ်ကသူတို့ဒီမှာရှိနေမှထရိုဂျီသိနေတယ်လို့ပြောပါတယ်။ကာကွယ်ဦးစီးချုပ်ကပြစ်မိတ်ကိုခွင့်ပြုလိုက်တဲ့အတွက်သူတို့ဒုံးကြီးနှစ်စီးနဲ့ပြစ်လိုက်ပေမဲ့ထရိုကိုဘာမှမထိခဲ့ပဲထရိုကသူတို့စီကိုတဟုန်တို့ပြေးလာပါတော့တယ်။အဲ့ဒီနောက်မှာတော့တင်ကားတွေတုံးပြီးပြစ်ခတ်ပေးမယ်လေမထိရောက်သူကသူတို့စီဆက်လန်းလာတော့ကပရင်ခရစ်ကအလုံးကိုပြေးဖို့ပြောပြီးသူပြေးကြရင်ကဌာနချုပ်နဲ့အဆက်အသွယ်ပြတ်သွားပါလေ နိုရာကထွက်ပြေးလို့မလွတ်မြောက်နိုင်တဲ့အနေထားရောက်သွားချိန်မှာထရိုကစစ်သားတဦးကိုသူ့ရှိမာတွင်စားလိုက်တဲ့အခါထော်ဘီယက်စ်ကဒီကောင်သွေးနဲ့ရသွားပြီဆိုပြီးသူကထွက်ပြေးမဲ့စားထရိုနဲ့စကားပြောဖို့ကြိုးစားပြီးတောင်ဘလူးကြီးစိတ်ငြိမ်သွားအောင်သူကချော့မော့နေလိုက်တယ်။သူ့ဖေလုတ်ပုံကိုနိုရာတောင်မှပြန်ပြီးသဘောကျ ရာရာတိုင်းအစဉ်ပြေနေကမှပြင်ကားတစ်စီးကထရုတ်ကိုစတင်တိုက်ခိုက်လိုက်တဲ့အတွက်ထရုတ်ကတင်ကားဘက်ကိုဝုန်းကနဲ့ပြန်လှည့်မှာ Topius ပြောင်းအကောင်ကြီးရဲ့မိနဲ့ဖြည့်ရိုက်တာခံလိုက်ရပြီးလွင့်ဆင်သွားပါတယ်။တင်ကားကိုဖျက်ဆီးပြီးတဲ့နောက်ထရုတ်ကသူ့ကိုစိုက်ကြည့်ပြီးအဲ့ဒီနေရာကလေထွက်သွားတယ်။ဒဏ်ရာပြင်းထန်လုံးနဲ့ Topius သေခံပြီးမှနိုရာအခုတော့သမီးတွေ့ပြီနော်။နန်းတော်ဘရင်အိမ်နားထောင်ဝကလေးရုံကြည်လိုက်ပါလို့မှာပြီးသေဆုံးသွားပါတယ်။ နောက်တည်းမှာထရုတ်ကပြောက်ွယ်သွားတယ်ခရစ်ကလေချောင်းကနေတိုက်ခိုက်မှုစတင်တော့မယ်လို့နိုရာကို ပြောပြတယ်အဲ့ဒီအချိန်မှာအန်ဒရက်စ်ကနိုရာရဲ့စာအုပ်ထဲကတခုခုကိုသတိထားမိလိုက်ပြီးနိုရာရဲ့အဖေပြောပြချက်ကြထရုတ်ဟာနေအောင်ကြီးတန်းကိုမခံနိုင်ပေမဲ့တပ်ပုံထဲမှာတော့နေခဲ့ကြောင်တောင်သွားနေတယ်လို့ပြောပါတယ်နိုရာကသူတို့လည်းထရုတ်ကိုနေခဲ့မှာပဲမြင်ခဲ့ရတာဒါကြောင့်သူတို့တွေသိတဲ့ပုံပြင်ထဲကအချက်လက်တချို့ရှိသေးတယ်လို့ပြောပြပါတယ် နယူရောဂါဆောက်ထဲမှာထိုးတွေဟာခရစ်ယာန်သွင်းနံကိုခံစားနိုင်တယ်ဆိုတာကိုတွေ့လိုက်ရပြီး Top VS ရဲ့မတ်စုဆောက်တစ်ခုရှာတွေ့ခဲ့တယ်။ဒါနဲ့သူကအစိုးရရရှိတွေကိုဆွေးနွေးပြီးပုံမြင်တွေရထိုးတွေဟာဖျားเจ้าခေါလောင်းတန်ကိုမခံနိုင်လို့ဖျားเจ้าတွေကိုကြောက်တုံးနဲ့ပြစ်ပေါက်တိုက်ခိုက်ခဲ့ကြတယ်လို့ပြောပြတယ်။ ဝင်ကြီးချုပ်ပါဝင်အစိုးရဘက်ကဒဏ္ဍာရီတွေကိုမယုံကြည်နိုင်ပေမဲ့ကပတိန်ခရစ်ကိုရိုင်ကသူတို့ဒီလိုရန်သူမျိုးကိုဖေတုံးကမှမြင်ဆိုင်ခဲ့ဘူးနိုရာပြောတာမှန်နေနိုင်တယ်လို့သူခံစားရတဲ့ကြောင်းဝင်ပြောလိုက်တယ်ဒီတော့ဝင်ကြီးချုပ်ကဒါဆိုရင်ဆက်လုပ်ပါသူတို့ဘက်ကတော့မြို့တစ်ခုလုံးကိုရွှေပြောင်းမိတ်ပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒီချိန်မှာထရော့ဟာမူလနေရာကနေအရှိတောင်ဘက်ကိုဥတီသွားနေတာကိုသိလိုက်ရတယ်သူသွားနေတဲ့လမ်းမှာ Hunter Forsen မိသားစုပန်းချန်ကြီးတစ်ခုရှိနေတယ် ပန်းကျင်တဲ့ကကလေးမလေးတယောက်သူ့ရှိကချရုပ်ကြီးကိုသဘောကျပြီးစိုက်ကြည့်နေတော့မြေကြီးတုန်ခါလာတယ်ပထမတော့ငလင်လို့သူတို့ထင်လိုက်သေးတယ်နောက်တော့မှချရုပ်စကြီးရောက်နေတာတွေ့လို့ပန်းကျင်တစ်ခုလုံးဝရုံးသုံးကဖြစ်သွားတယ်ချရုပ်ကတော့ဘာမှမလုပ်လူတွေကကြောက်လန့်ပြီးအသက်လူထွက်ပြေးနေချိန်မှာခရစ်နဲ့သူ့ဖွဲ့တွေဟာရဲရင်လေးစီမှာဖျားကြောင်ခေါလောင်းတွေကိုချိတ်ဆွဲပြီးရောက်လာကြတယ်ချရုပ်ကိုလေးဘက်လေးတန်းကဝိုင်းဝန်းပြန်တန်း ခေါင်းလောင်းတန်ကြောင့်သူတို့စိတ်နှောက်ယှက်ဖြစ်လာပြီးသူတို့ကိုစတင်တိုက်ခိုက်ပါတော့တယ်သူကရဲရင်တွေကိုတစည်းပြီးတစည်းဖျက်ဆီးနေချိန်မှာပြက်ကျသွားတဲ့ရဲရင်တစည်းကကလေးရဲ့အပေါ်ကိုလွင့်စင်ပြုတ်ကျလာတော့သူကအမြန်ဖမ်းပြီးကလေးကိုကယ်တင်လိုက်တယ်ဒီပြင်ခွင်းကိုနိုရာနဲ့တခြားသူတွေအားလုံးအံ့အားသင့်စွာမြင်လိုက်ရပြီးသူကအဲ့ဒီများကလေထွက်ခွာသွားပါတော့တယ်ဒီဖြစ်ရပြီးမှာတော့နိုင်ငံတကာသတင်းတွေမှာသရိုးတောင်ဘလူးကြီးအကြောင်းကိုပြန်ဆိုင်ထုတ်လွှင့်နေကြပါပြီ။ နိုရာခရစ်အန်ဒရီယတ်ဌာနချုပ်ကိုပြန်ရောက်လာတော့နိုရာကပုံပြင်တဲ့ကတိုင်တဖြည်းဖြည်းမှန်လာတာကို သိရပြီလို့ဝင်ကြီးချုပ်ကနားချဖို့ကြိုးစားပါတယ်သူကဘလို့ကင်တွင်းရမယ်ဘာလို့အော့စကိုကိုဥတီနေလဲဆိုတာကိုသိရသူတို့ရက်တန့်ဖို့နေလန်ရှာတွေ့နိုင်တယ်လို့ပြောပြပါတယ်ဝင်းကြီးချုပ်ကဒီလိုဟာချင်းချောက်မှုဖြစ်လို့သူတို့ဘာသာကင်တွင်းမယ်အခုညီအတွက်ဂျေစုတင်ပါတယ်လို့ပြောတယ်ဒီနောက်မှာတော့အစိုးရရရှိတွေကနျူကလ িয়ার ဘုံးနဲ့တိုက်ခိုက်ပြီးသူတို့ကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ကြတယ် ဒီเจ้าကို Andreas တီသွားတဲ့အခါစိတ်တွေဆိုပြီးသူ့ယာဒုကနေနှုတ်ထွက်တယ်လို့ပြောချလိုက်တယ်။ဝင်ကြီးချုပ်ကတော့နိုင်ငံကိုအရေးပေါ်အခြေအနေဖြစ်အတိပေးပြီးမြို့တော်နဲ့ပဝင်းကျင်ဒေသတွေကိုချက်ချင်းရွှေ့ပြောင်းပေးဖို့အမိန်ပေးလိုက်ပါတယ်။တနိုင်ငံလုံးပေါ်အောင်တောင်းနေဖြစ်လာခဲ့ပြီးမြို့ကိုစွန့်ခွာသူတွေနဲ့လမ်းတွေဟာပြည့်ကျက်နေခဲ့ပြီးဒီထဲမှာလိုရာနဲ့ Andreas တို့ကားလည်းပါတယ်။တက်ကတောင်ကြီးကြီးလာမဲ့လမ်းကနေလက်နက်တွေနဲ့အသင့်ဆောင်ဆိုင်နေပါပြီ။ ဒီအချိန်မှာနောရာကသူ့ဖေရဲ့အမှတ်စုစာအုပ်ထဲကတော်ဝင်နန်းတော်ကြောင်းစကားဆက်ပြီးတော့စင်တင်ဆိုတာကို သူ့ဖေမကြာခဏရေးမှတ်ထားတာတွေ့ရတယ်။ Andreas က Chamberlain နန်းတော်သခင် Rickett စင်တင်များလားအရင်ကသူနဲ့တခဏကတွေ့ခဲ့ဘူးတယ်လို့ပြောမိလိုက်တယ်။ဒီတော့သူ့ဖေနောက်ဆုံးပြောသွားတယ်နန်းတော်ဘရင်အိမ်ဆိုတဲ့အထက်မှာအိမ်ဆိုတာနန်းတော်ပဲလို့သူတို့တွေတွက်ဆပြီးတော်ဝင်နန်းတော်စီကိုချက်ချင်းကားပြန်လှည့်မောင်းလိုက်ကြပါလေ ခေါ်ရောက်တော့လက်နဲ့ဆောင်တွေတားနေတဲ့ခြားကအချင်းချင်းတင်းမိတ်ဆက်လိုက်တော့ရကစင်းတင်းကတိုက်မန်းတယောက်ယောက်သူ့စီလာတွေ့မယ်လို့ယုံကြည်ထားကြောင်းပြောပါလေစင်းတင်းကသူ့တို့ကိုနတ်တော်ထဲခေါ်သွားပြီးတော့စပီဟာလူကောင်းတယောက်ဖြစ်ပေမဲ့ခေါင်းပါလေပြီးတော့သူကနိုရာတို့ကိုပြည့်ဝနေရာတစ်ခုကိုခေါ်သွားရင်းကဘရင်တစ်ပါးရဲ့အိမ်ပေါ်မှာတော်ဝင်နန်းတော်ကိုတိဆောက်ခဲ့ရင်ကံကောင်းလေဆိုတဲ့အယူရှိတယ်။နန်းတော်ကြီးအောက်ကအခုရောက်နေတဲ့ဒီလိုင်းကို1920ပြည့်နှစ်မြောက်ယထာဖောက်လုပ်တုန်းကရှာဖွေတွေ့ရှိခဲ့တာ ဒေါ်ဘီယက်ကဒီချောင်းတွေကိုအားလုံးတီးသွားတော့စင်တင်းကသူ့ကိုစိတ်ဖောက်ပြန်သူဖြစ်နေကြီးညာပြီးထောင်ထဲကိုပို့ခဲ့တယ်လို့ဆိုပါတယ်သူကနိုရာလို့ကိုဒါဟာတောင်ပင်တပားရဲ့အိမ်ဖြစ်ခဲ့တယ်နော်ဝေကိုခရစ်ယာန်ဘာသာပြောင်းလဲခြင်းမှာစိတ်အိုလက်ကဒီနေရာကနေဘာသာရေးနဲ့ဆန့်ကျင်သူတွေအရာအလုံးကိုဖယ်ရှားခဲ့တယ်။ချိုးရီယာသူတို့မိသားစုတဲ့ကိုရေးကြည့်တာဘာမှမရှိဘူးဆိုတော့ကိုစိတ်အိုလက်ကသိထားတယ် ဒါကြောင့်တောင်ဘလူးအလုံးကိုတက်ပြစ်ခဲ့ပြီမဲ့ဘရင်ကတော့အမောင်တဲကိုမျက်ခေါ်သွားပြီးဒိုဘာတောင်တွေရဲ့အောက်ခြေမှာထာရပိတ်လောင်ခဲ့တယ်လို့ပြောပြပါလေဒီတော့နိုရာကသူ့ဖေရတစ်ချိန်လုံးအမှန်တွေကိုပြောခဲ့တာပါလားလို့နားလေသွားတယ်ဘရင်ဖြစ်တဲ့အခုထရိုးကြီးကသူ့ရဲ့သူ့နန်းတော်ကိုပြန်လာတာပဲလို့သိသွားတယ် တဆတဲ့နူရာကထိုးရဲ့အယိုးတစ်ခုပေါ်ခဲလွန်ရောက်ကြည့်လင်းနဲ့ထိုးချလိုက်တဲ့အခါအယိုးကစပြီးလောင်ကျန်းသွားတော့ကိုတွေ့လိုက်တော့မှသူတို့ကထိုးကိုနေခင်းမှာတွေ့ခဲ့ရတယ်ဆိုပြီးမှအမြဲတမ်းတိမ်ဖုံးနေလို့နေအောင်ကြီးဓာတ်ရိုက်ကြတာပဲလို့ပြောလိုက်တယ်။ဒီတော့နေမင်းကိုတော့သူတို့မထိန်ချုံနိုင်နူရာကကြံထုတ်ပြီးကားတစီးကိုတောင်းလိုက်တယ်။တစ်ချိန်တည်းမှာပဲအစိုးရရာရှိတွေကလည်းတာမန်လက်နက်တွေနဲ့ထိုးကိုတားဆီးလို့မရဘူးဆိုတာသိတဲ့အတွက်ဝင်ကြီးချုပ်ကနျူကလ িয়ার ဖုန်းနဲ့တိုက်ခိုက်ဖို့ခွင့်ပြုချက်ပေးလိုက်ပါတယ်။ နိုရာခရစ်စီကိုဖုံးဆက်ပြီးထရိုးကိုမြို့ပြင်ကလွတ်တဲ့နေရာတစ်ခုကိုသူများခေါ်ခဲ့မယ်ပြီးရင်ခဲလွန်ယောက်ကြီးနဲ့ဖြတ်စည်းမယ်လို့ရှင်းပြလိုက်တယ်အန်ဒရက်စ်ကလည်း secret ကိုဖုံးခေါ်ပြီးအော့စကလိုကိုဘုံကျဲတော့မှာအော့စလိုတစ်မျိုးလုံးအမုန်းဖြစ်တော့မှာဆိုတော့စနစ်ကိုဟက်လုပ်ပြီးအချိန်ဆွဲထားနိုင်မလားလို့မေးလိုက်တော့ secret ကလည်းသူစူးစမ်းကြည့်ပါမယ်တဲ့ခရစ်ကမြို့ရွှေပြောင်းရေးဘက်ကိုရောက်နေလို့သူ့မှာလူဝင်ရမရှိ ဒါနဲ့တစ်ချိန်ကခင်ခဲ့တဲ့တက်ကတငယ်ချင်းတွေအားလုံးရဲ့အကူအညီနဲ့အဖွဲတစ်ဖွဲ့ကိုဖွဲ့စည်းလိုက်တယ်။လေရင်ကဘုံကိုစတင် ပြစ်လွတ်တော့မဲ့အချိန်မှာစီဂရကစနစ်ကိုတိတ်တဆိတ်ဟက်လုပ်ပြီးနူဘုံပြစ်လို့မရအောင်ဟန်တားလိုက်ပါတယ်။ဒီအချိန်မှာထရုံကမျိုးတဲ့ကိုဝင်လာပြီးနန်တော်ဘက်ကိုသွားနေချိန်မှာနိုရာနဲ့အန်ဒရက်စ်တို့ကလည်းဘယင်မရဲ့ကားပေါ်မှာထရုံကလေးရဲ့ဥကောင်းခုံကိုတင်ပြီးယူလာခဲ့ကြတယ်။ သူတို့ချင်းရင်ဆိုင်တွေ့ချိန်မှာဖုံးကိုဥကောင်းခုကိုဖုံးထားတဲ့ပိဿောက်ကိုဖယ်လိုက်တာနဲ့သရောကသူ့ကလေးရဲ့ဥကောင်းရှိရာကားနှက်ကိုအတင်းပြေးလိုက်ပါတော့တယ်။နိုရာကခရစ်ကိုဖုံးဆက်ပြီး15မိနစ်တွင်သတ်မှတ်နေရအောင်ရောက်မယ်လို့ plan ပြောလိုက်ချိန်ခရစ်ကလည်းသူ့ဖွဲ့သားတွေကိုရဲစိတ်နဲ့ပေးနေတယ်။တစ်ချက်မှာတော့အရှင်ပြည်ပြမောင်းနေတဲ့ဘင်မရဲ့ကားပေါ်ကလည်းကလေးဥကောင်းကိုပြုတ်ကျသွားတဲ့အတွက်သူတို့တွေကားကိုရက်လိုက်ရတယ်။သရောကအဲ့ဒီဥကောင်းကိုကောက်ကန်ပြီးငိုကြွေးနေတာကိုသူတို့တွေ့လိုက်ရတယ်။ ဒီလောကလုံးခဏတာညင်သက်သွားကြတယ်။ချိုးကနားကတိုက်ကမှန်ကနေမြင်ရတဲ့သူ့ပုံရိပ်ကိုလက်နဲ့တိုးကြည့်လိုက်တော့မှန်ကကွဲသွားတဲ့အခါသူလည်းလန့်ပြီးတုံသွားလို့ကလေးဥကောင်ကသူ့လက်ထက်ကနေပြုတ်ကျပြီးအစိတ်စိတ်မူမမွာကွဲသွားပါလေ။ဒီတော့တင်းကျိန်နေတဲ့တောင်ဘလူးကြီးဒေါသတွေကြီးပြီးလိုရာနဲ့အန်ဒရက်စ်တို့နောက်ကိုအပြင်းထန်လိုက်လံတိုက်ခိုက်ပါတော့တယ်။ဒီချိန်စစ်ဌာနချုပ်ကအရာရှိတွေကလည်း secret ကစနစ်ကိုဟတ်လောက်ထားမှတည်သွားလို့ချိန်မောင်းပြီးစနစ်ကိုပြန်ဖွင့်လိုက်ကြတယ် နိုရာနဲ့အန်ဒရီယပ်တို့ဟာသူတို့ကိုခရစ်ရဲ့ထောင်ချောင်စင်ထားတဲ့နေရာမြားခေါ်လာကြတယ်။အန်ဒရီယပ်ကိုကားရဲကလည်းယဉ်ခုန်ချဖို့ပြောပြီးသူကကားကိုတကယ်လာတိုက်ခိုက်တဲ့အခါသူကလည်းကားရဲကလည်းအမြင်ခုန်ချလိုက်တယ်။သူကနိုရာရှိရာကိုလှမ်းလာပြီးနင်းချဖို့လုပ်နေတော့ခရစ်ရဲ့အဖွဲ့ကသူအာယုံပြောင်းသွားအောင်ရွေးပေါ်ချက်ပေးတဲ့လူကိုစူညံအောင်လုပ်လိုက်လို့နိုရာအသက်ချမ်းသာရရသွားပါတယ်။ ဒီအချိန်မှာလေရင်ကထရုတ်ဘော်ကိုပြင့်မဲ့ချိန်လိုက်ပြီးညူဘုံခလုတ်ကိုနှိပ်ဖို့လုပ်ပေမဲ့အရက်သားတွေရှိနေတယ်လို့သတင်းပြန်ပို့တယ်။ခရစ်ကလည်းခဲလုံယောက်ျီမိတွေဖွင့်ဖို့စတင်လိုက်တယ်။ဒီမြင်ကွင်းကိုမြင်တော့တက်ကရာရှိတွေကမရှင်ကိုဖျက်သိမ်းခြင်းပေမဲ့အစိုးရရာရှိကတင်းပစ်ခိုင်းတယ်။သူကိုယ်တိုင်တွန်းထုတ်ပြီးခလုတ်ကိုအတင်းနှိပ်မလို့လုပ်မှာ။ Secret ကအစိုးရရာရှိကိုမှောက်သွားအောင်တစ်ချက်တည်းပိတ်ထိုးလိုက်လို့မပြစ်ဖြစ်တော့ပဲရက်တန့်သွားပါတယ်။ ဟိုမှာတော့ခဲလုံရောင်ကြီးကြောင့်ထရိုကြီးစတင်လောင်ကျွမ်းနေတယ်။ဒီတိုင်းဆိုရင်ထရိုကြီးသေသွားတော့မှာပဲလို့သိတဲ့နူရာက နောက်ဆုံးမိနစ်မှာစိတ်ပြောင်းသွားပြီးမိလေကိုအတင်းလိုက်ပိတ်ကထရိုကြီးရဲ့တက်ကိုကယ်ဖို့ကြိုးစားပါတော့တယ်။ပြီးတော့သူကထရိုနဲ့စကားပြောပြီးဒီနေရာကနေထွက်သွားဖို့ပြောလိုက်တယ်။ထရိုကလည်းရံမလို့ပဲငြိမ်ပြီးနားထောင်နေကြည့်မှာမထင်မှတ်ပဲနေထွက်လာပြီးနေအောင်ကြီးကထရိုကိုပေါ့လို့တိုက်ရိုက်ကြောက်သွားတဲ့အခါ တောင်ဘလူကြီးဟာစတင်လောင်ကျမ်းပျက်စီးပြီးနောက်ဆုံးမှာသေဆုံးသွားခဲ့ပါတယ်တကယ်တော့သူတို့ထောင်ချောက်စင်မြားခေါ်ခဲ့တဲ့နေရာကဘောလုံးကွင်းကြီးပါအခုတော့ကွင်းလယ်မှာတောင်ကုန်းလေးလိုထရိုးကောင်ကြီးကကြောက်သားဖြစ်နေလဲကျသေဆုံးသွားခဲ့ရလို့အန်ဒရက်စ်ကနော်ဝေးဖလားတော့မရှိနိုင်တော့ဘူးလို့ပြောချလိုက်တယ်မကြခင်မှာဝင်းကြီးချုပ်နဲ့အစိုးရရရှိတွေရောက်လာပြီးနိုရာကိုချီချူးစကားပြောကြတယ် အန်ဒီယက်ကလည်းစောစောကသူစိတ်ဆိုးပြီးအလုတ်ထွက်တာကအဲ့ဒီအခန်းလေးတွေကပဲထွက်တာနော်အရာအလုံးကထွက်တာမဟုတ်ဘူးလို့ပြောပြီးလေပြေထိုးနေလို့ပြုံးမိကြသေးတယ်။နောက်တော့သူကနိုရာကိုဒိုဘာတောင်လမ်းတွေမှာဒီလိုမျိုးတွေထက်ရှိနေသုံးလားလို့မေးလိုက်တော့နိုရာကအတိအခတ်တဲ့အပြုံးလေးနဲ့ပြုံးနေလိုက်ချိန်မှာဇလတ်ဟာပြီးဆုံးသွားပါလေ။ မိခရတစ်စင်မှာတော့ဒူဘာတောင်တန်းကအပျက်စီးတွေကလည်းတစုံတစ်ခုကကျေလောင်တဲ့တန်းနဲ့ပေါ်ထွက်လာတာကိုမြင်လိုက်ရပြီးဇလန်းဆက်ရှိနိုင်ပေကြောင်းအရေးမွတ်ခြံထားလိုက်တာအခု2025နှစ်ကုန်ပိုင်းမှာတော့ True to ထွက်ရှိလာပြီးမှု Fourth ကနေနောက်ဗီဒီယိုကြိုက်ရင် စကားတကူဆက်လက် recap လုပ်ပါမယ်လို့သတင်းကောင်းပါလိုက်ပါတယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်